အားလုံးပဲမင်္ဂလာပါ။ The Brand Academy YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ပတ် knowledge share လုပ်သွားခြင်းနဲ့အကြောင်းအရာကတော့တေဝင်း CSM မှာဖောက်ကိုဘယ်လိုသုံးပြရလဲပတ်သက်ပြီးတော့ knowledge share အနေနဲ့ပြပြသွားခြင်းပါလေ။ပထမအဆုံးအနေနဲ့ကျွန်တော်တို့တေဝင်း CSM install လုပ်ထားတဲ့ကျွန်တော်တို့ VR code ကိုအရင်ဆုံးဖွင့်လိုက်ပါမယ်။ဒါကျွန်တော်တင်ဝင်း CSS ရဲ့ website ကိုတွားပြီးတော့ဒီမှာ documentation ရှိရပါတော့ အဲ့ဒါကိုကလစ်လိုက်ပြီးတော့ဒီမှာ font ဆိုတာရှိရပါတော့ font မှာဆိုရင်ကျွန်တော်တို့ font က typography အောက်မှာရှိပြီးတော့ဒီမှာ font family font size font smoothie font style font weight font strength font variant numeric ဆိုပြီးတော့မျိုးမျိုးရှိရပါတော့အဲ့ရမှာကျွန်တော်ကပထမဆုံးအနေနဲ့ font family အသုံးပြုအောင်ကို knowledge share အနေနဲ့ပြပြပေးတော့ပါပါတယ်အဲ့တော့ကျွန်တော်တို့က font family ကိုတင်ဝင်းဆက်ဆက်မှာအသုံးပြုမယ်ဆိုရင်သူရဲ့ညင်ညာထားတဲ့ utility class set တွေရှိရပါတော့ အဲဖောင်းပုံစံဖောင်းစတိုင်အမျိုးမျိုးပေါ့နော်ဖောင်းဆက်တဲ့ဖောင်းဆက်တဲ့ဖောင်းမွန်တို့အခြားဖောင်းပုံစံပေါ့နော်ကုလိုချင်တဲ့ကုသုံးပြချင်တဲ့ဖောင်းပုံစံကိုဒီ utility class မှာညင်ညာထားတဲ့ cleaning ကိုအသုံးပြပြီးတော့ဒီဝန်ဆက်ဆက်ကိုအသုံးပြလို့ရတယ်ပေါ့နော်အကြကျွန်တော်တို့ကပထမဆုံးအနေနဲ့ code structure မှာခု run ထားတဲ့ဟာကို local hop copy ရန်လိုက်ပါမယ် ဲ့တော့ကျွန်တော်ကတေးဝင်းဆရာဆရာဖောင်လို့ရှိတယ်။အဲ့ကျွန်တော်ကကုတ်ကိုတစ်ချက်ဖွင့်လိုက်ပါမယ်။ဒီမှာမှကျွန်တော်က pitet ဆိုပြီးတော့ pitet ထဲမှာ lorand ဆိုပြီးတော့စောက်ထားမယ်။အဲ့တော့ကျွန်တော်က lorand တက်ဆာရှိရပါတော့။အဲ့ကျွန်တော်တို့က form family ကိုဘယ်လိုတုံးပြရလဲဆိုရင်ဒီတေးဝင်းဆရာဆရာမှာညညထားတဲ့ utility class က form set ကိုကျွန်တော်ကတုံးကြည့်ကြည့်မယ်။ ဒီကလန်နဲ့နေရာမှာအောင်ဆက်ရဲဆိုပြီးတော့ပြေးလိုက်မယ်ပေါ့နော်အဲ့ဆိုရင်သူက form ဆက်ရပုံစံ style အနေနဲ့ချိန်သွားတယ်ပေါ့နော်အဲ့လိုပဲတခြား form တွေအသုံးပြုချင်တယ်ဆိုရင်လည်းကျွန်တော်တို့က custom ပေါ့နော် custom အနေနဲ့ကျွန်တော်တခြား form အသုံးပြုချင်တယ်ဆိုရင်ဒီ form dash ဆိုပြီးတော့ တောင်ဝင်းထဲမှာမာကျွန်တော်တုံးကျင်တဲ့ font style ကိုရေးပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်။ဒါကျွန်တော်ကဒီဟာကိုအဲ custom tempo အနေနဲ့တုံးပြီးပါတယ်။အဲကြတော့ကျွန်တော်ဒီ code ထဲမှာ font open set ဆိုပြီးတော့ပြောင်းလိုက်တဲ့ခါကျရင်ဘယ်လို style ပြောင်းသွားလဲဆိုတော့ဒါမျိုးဖြစ်သွားတယ်ပေါ့နော်။ဒါက form ကို custom အသုံးပြုဝင်တဲ့ပတ်သက်ပြီးပြပြသွားတာဖြစ်ပါတယ်။ဒါနဲ့ form family မှာနောက်ထပ်တစ်မျိုးအနေနဲ့ဒီ responsive ပေါ့နော် responsive design နဲ့ကျွန်တော်တို့က SP မှာကဘလိုဖောင်းစတိုင်း medium တစ်ပိုက်မှာဘလိုဖောင်းစတိုင်းဆိုပြီးတော့အမျိုးမျိုးအသုံးပြုကျင်တယ်ဆိုရင်ကျွန်တော်တို့က medium တစ်ပိုက်အတွက်ဆိုရင်ကျွန်တော်တို့ကဘာသုံးမလဲဆိုတော့ MD full column ဆိုတဲ့ဒီ class name เนาะ utility class ကိုသုံးပြုမှာပေါ့เนาะ medium တစ်ပိုက်အတွက်ဆိုရင် MD full column ဆိုပြီးတော့သုံးပြုလို့ရတယ်။အဲ့တော့ကျွန်တော်တို့က SP မှာဆိုရင် found select ကိုသုံးမယ်။အမ်တီမှာဆိုရင်ကျွန်တော်တို့ဘာတောင်းမလဲဆိုတော့ ခုပေါ့နော်အပေါ်ကနေပြီးတော့အဲဖောင်မွန်လို့ဆိုပြီးယူလိုက်အဲဆိုရင်ကျွန်တော်တို့က SP ရောက်သွားရင် form select ဖြစ်ပြီးတော့ median device ဆိုရင် form mode လို့က response နေနဲ့လောက်လုပ်မှာပေါ့နော်ဒါကိုကျွန်တော်တစ်ချက်ဆန်းကြည့်အောင်ဆန်းကြည့်ရဆိုရင်ကျွန်တော်တို့ဒါက median device ပေါ့နော်ခြုံကြည့်လဲဆိုရင် form style ကပြောင်းသွားတယ်ဒါက form select style ပေါ့နော်ဒါက custom form family ကို custom တောင်းယူပုံနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားတာဖြစ်ပါတယ် ။ရာနောက်တစ်ဆင့်အနေနဲ့ custom ပြီးတော့ပါရှိသေးလဲဆိုတော့ဒီတင်ဝင် CSS မှာမပါတဲ့ font တွေကိုကျွန်တော်တို့က import ခေါ်ပြီးတော့သုံးပြနေတယ်ပေါ့နော်။ inter အဲဒီတင်ဝင် CSS မှာမပါတဲ့ font ကိုတခြားပြင်ပနဲ့ခေါ်သုံးနေတယ်ဆိုရင် Google font ငါနဲ့တစ်ချက်ကျွန်တော် import လုပ်ပြီးတော့သုံးပြပြီးတော့မှဖြစ်ပါတယ်။ဒါ Google font ဆိုတဲ့ website ကိုဝင်လိုက်မယ်။ mobile phone မှာမကျွန်တော်ကပါယူလိုက်မယ်ဆိုတော့ဒီ robot ဆိုတဲ့ phone ကိုယူရမယ်ပေါ့နော် phone မြင်ရ robot အဲ့ဒါကိုကျွန်တော်ကဖောင်းနှိပ်ပြီးတော့ကံ embedded ကုတ်ပါအဲသူက link တုံးမလား import တုံးမလားဆိုတော့ညနေပြထားတယ်ပေါ့နော်ကျွန်တော် web တော့ကိုမှ import method ကိုတုံးမယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒီ import ဆိုတဲ့ဒီ link လေးကို copy ဆွဲပြီးတော့ကျွန်တော်တို့တင်ဝင်း css ကို import လုပ်ထားတဲ့ importer ဆီတက်ရှင်ပေါ့နော်သူရဲ့အပေါ်မှာကျွန်တော်တို့က farm family ကို import လုပ်လိုက်မယ် farm family ကို import လုပ်ပြီးသားရင်ကျွန်တော်တို့ဘယ်လိုခေါ်သုံးမလဲဆိုတာကိုဒီဒီဝင်ဆက်ဆက်မှာပြထားတယ်ပေါ့နော်ဒီဝင်ဆက်ဆက်မှာဘယ်လိုပြထားလဲဆိုတော့ကျွန်တော်တို့က external farm တွေကိုအသုံးပြုမယ်ဆိုရင်သူက attain ဆိုပြီးတော့ဒီလို farm ကိုထည့်ပြရေးရပေါ့နော် tin ဆိုပြီးတော့တက်ဖွင့်ပြီးတော့ရေးရတဲ့အတွက်ကျွန်တော်က attain ဆိုပြီးတော့ robot တစ်ပေါင်းဖြစ်တဲ့အတွက်ကျွန်တော်ကနာမည်ရ robot ကို စာဆက်ရဲပြီးတော့ form report လို့ဆိုပေးထားတယ်။ဒါကျွန်တော်တို့ဒီဟာကိုအလုပ်လုပ်အောင်ကော့ကိုစမ်းချင်ပြီပေါ့နော်။ဒါကျွန်တော် form report လို့ဆိုပြီးတော့ခုဒီဘက်မှာမပြောင်းနေပါဒါက mono ပေါ့နော်။ mono ဆိုတာကိုကျွန်တော်ကပြောင်းလိုက်မယ်ဆိုတော့ form report ပြောင်းချင်တယ်။အားဆိုရင်ဒီက form report ဖြစ်သွားပြီပေါ့နော်။ဒါက form report style ခြေက SP ရောက်သွားရင် ် on service တိုင်းဖြစ်သွားရပါတော့ကျွန်တော်ကအဲ့ဒါကိုတိတတအောင်မူလို့ပြောင်းလိုက်အဲ့ဆိုရင်ကျွန်တော်တို့ SP ရောက်ပိုင်းမို့လို့ medium device ဆိုရင်ကျွန်တော်တို့က robot တို့ဖြစ်သွားတယ်ပေါ့နော်ဒါက responsive အတွက်ကျွန်တော်ကျွန်တော် found family အသုံးပြုဝင်ပြီးတော့နောက်တစ်ဆင့်အနေနဲ့ found နဲ့ပတ်သက်ပြီး found site ပေါ့နော် found site မှာဆိုလဲကျွန်တော်တို့ကဒီသူ့ရဲ့ utility credit တွေရှိတယ်ကျွန်တော်က test asset လို့သုံးလိုက်ရင်သူ့ရဲ့ default found site က dual pa 0.75 rn ရှိရပေါ့နော် sm သုံးရင်ကျွန်တော်တို့က40 pa ရှိတယ် test sm ဆိုသုံးလို့ရတယ်ဒါကျွန်တော်တို့က မှာ H2 နဲ့ B ဆိုပြီးတော့ရှိရပါတယ်ကျွန်တော်က H2 ရဲ့ farm ကိုကျတော်လေးကြီးကြီးလေးဖြစ်ချင်တဲ့ကြီးကြီးလေးဖြစ်ချင်တဲ့အတွက် test for asia ဆက်တောင်းလိုက်ပါတော့เนาะဒါ plan main ဆိုပြီးတော့ကျွန်တော် for asia ဒီလိုက်မယ် H2 အတွက် for asia ပေးထားတယ်ဒါကျွန်တော်ကကြည့်လိုက်အားဆိုရင်ကြီးသွားပြီ farm site အနေနဲ့ကြီးသွားပြီနောက်တစ်ခုက pick up ကိုကျတော့ကျွန်တော်က test space ကိုပြလိုက်မယ်ပေါ့နော်16ပြလောက်ပြလိုက်မယ်ကျတော့ကျွန်တော်တို့က test space ကိုပြလိုက်ရဆိုရင် font size က16ဖြစ်သွားပြီပေါ့နော်ဒါက font size နဲ့ပတ်သက်ပြီးတော့အသုံးပြုရတဲ့ utility class တွေပေါ့နော် font size မှာလည်းကျွန်တော်တို့က custom ပေါ့နော် custom အသုံးပြုလို့ရတဲ့နေရာရှိရဲ custom မပြောခင်က तू က line height ကိုဘယ်လိုအသုံးပြုလို့ရတယ်ပေါ့နော် font size ကိုအသုံးပြုမယ်ဆိုရင် तू က line height ကလည်း setting ချတာဆိုတော့ကျွန်တော်တို့ line height ကို သူကဘယ်လိုသုံးလဲဆိုတော့ select ခံပြီးသုံးတယ်ပေါ့ select နောက်မှာမှ number ထည့်ပြီးတော့ line height များချင်းတန်ဖိုးညားပြီးတော့ကြီးကြီးပေးရမယ်ပေါ့နော်အဲကျွန်တော်က select ခံပြီးတော့ sys လို့ပေးလိုက်ရင်သူက line height ဘယ်လောက်ယူလဲဆိုတော့ချက်ကြည့်ပေါ့နော်သူက slash 6ဆိုရင်သူက line height က 1.5re ရပါတော့60 pa နေရာယူရပါတော့ slash 6ဆိုပြီးတော့ကျွန်တော်ပေးလိုက်တယ်ဆိုရင်သူက line height ပြချတော့တယ်အဲ့မတိတော့ဖြစ်တဲ့အတွက်ကျွန်တော်ကနည်းနည်းမညာလေးပြလိုက်ပါ15လောက်ပြလိုက် ဒါဆိုရင်သူချားသွားတယ်ပေါ့နော်ဒါက line height ရဲ့အလုပ်လုပ်ပုံပေါ့နော်အဲ့ဒါကျွန်တော်တို့က custom နေနဲ့ font ကိုကျွန်တော်တို့ကဒီမှာကြီးညာထားတဲ့ utility class မဟုတ်တဲ့မပါတဲ့ font size တွေကိုကျွန်တော်တို့တုံးနေတယ်ဆိုရင်သူက custom တုံးပြပုံပေါ့နော် custom ဆိုရင် dash dash ဆိုပြီးတော့တောင်ကွင်းနဲ့40 place ဆိုပြီးတော့ แต่ไม่ต้องเราอยากเนาะการสแกนไดรุ่นอาจารย์จะนว่าดีมากพอดีมากเลยนะจันบอกเราต้องเรียนสอนตุ้มมาป่าได้การบุชาวาเรามาเพียงตรงนั้นว่าสักของเราตรงนั้นอาสนจันว่าถ้าสศรจิตเนาะอาจเลยขัดใจฟังใส่สักของมันเนาะฟังใส่สักของกัสแกนี่เนี่ยอยู่ดันหรือกัสแกนมาป่าได้หรือ ကတ်စတန်နဲ့တုံးပြီးလာဆိုတော့ဒါဝင်ထဲမှာကိုတက်မှတ်ချင်တဲ့တောင်ကိုထည့်ပြီးတော့တောက်ပြီးလို့ရတယ်ပေါ့နော်ဒါကတ်စတန်ကြီးနောက်တစ်ခုကကျွန်တော်တို့ကအဲဒါပါတော့မီဒီယာတစ်ပိုက်မှာကျွန်တော်တို့ဒီချက်ပို့ပြီးတော့ကြီးကြီးလုပ်ချင်တယ်ဆိုတော့ကျွန်တော်စမ်းကြည့်ရပေါ့ response အတွက် response တက်ဆိုရင်ကျွန်တော်တို့က MD ဆိုပြီးတော့ကျွန်တော်ခံရရပါတော့ MD ဆိုပြီးတော့တို့က တက်ဆိုပြီးတော့စက်ခွန်ဘုတ်ပဲနဲ့ထားပါတယ်ငွေကြီးချင်းစက်ခွန်လောက်ထားလိုက်အင်းစက်ခွန်ဆိုတော့ဟုတ်တော့35လောက်ထားလိုက်ပါတော့အဲ့တော့ကျွန်တော်တို့ median တစ်ပိုက်မှာ font size က25 small တစ်ပိုက်မှာဆို font size 16ပေါ့နော် small size အတွက်ကျွန်တော်တို့ချုပ်ကြည့်လိုက်ဒါကကျွန်တော်တို့ median တစ်ပိုက်ပေါ့နော် median တစ်ပိုက်မှာဆိုရင် font size က25ရှိတယ်ကျွန်တော်တို့ချုပ်ကြည့်လိုက်ပေါ့နော် ား SP ရောက်သွားရင်ဖောင်ဆိုင်ကစက်ခွန်ဖြစ်သွားတယ်ပေါ့နော် small device အတွက်ဆိုရင်စက်ခွန်ပေါ့နော်အကြမ်းကျွန်တော်တို့ကဒါဖောင်နဲ့ပတ်သက်ပြောပြပြပေးသွားတယ်နောက်တစ်ခုကကျတော့ပါရှိသေးလဲဆိုတော့ဖောင်ဆိုင်ကဖောင်ကို smooth ဖြစ်ချင်တယ်ပေါ့နော်ဖောင် smooth ဖြစ်ချင်တယ်ဆိုရင်သူ့မှာ user တွေကစင်နေရအဲစက်ပစ်စက် anti light ဆိုရပါ anti light ဆိုရဟာရှိတယ်သူက smoothy ဖြစ်တဲ့နေရာမှာဆိုရင် တော့တုံပြလို့ရတယ်ကျွန်တော်ဒါလေးထည့်လိုက်ရစမ်းဖောင်းဖတ်တဲ့နေရာလေးမှာဆိုရင်သူက smooth ဖြစ်အောင်လုပ်ပြီးတဲ့ plan နေပေါ့နော်ဒါ smooth တွေအတွက်ကျွန်တော်တခုစလိုက်တယ်တိုက်တော့မတိတာဘူးမဲ့ကျွန်တော်တို့အတုံးတော့နေတယ်ပေါ့နော် ိတ်တော့မသိတာပေါ့နော်။နည်းနည်းစမှုဖြစ်သွားတယ်ပေါ့နော်။သူ့တော့တော့နည်းနည်းစမှုဖြစ်တာတော့ကျွန်တော်တို့တောင်းကို inspector ဝယ်ကြည့်ကြည့်ပေါ့နော်။ဒါလည်းဟုတ်ကျွန်တော်ပိတ်ပြောင်းလဲမှုရှိပေါ့နော်။ဒီလိုက်ဆိုပြီးတော့သူ့ရဲ့လုပ်ပုံက။ဟာစမှုဖောက်မှု scan pattern မှာစမှုဖြစ်ချင်တဲ့အခါကျရင်တောင်းမယ်ပေါ့နော်။ password ဒီဆိုပြီးတော့။နောက်တစ်ခုအနေနဲ့ကျွန်တော်တို့က fast multiplier first time ပေါ့နော် first time လဲဆိုတော့ကျွန်တော်တို့ ideal ရှိတယ်เนาะ ideal ဆိုတာရှိပေါ့နော်အဲ့ကျကျွန်တော်တို့ကဒါလို့ ideal တုံးချင်လဲဆိုရင် ideal ဆိုတဲ့ column တုံးမယ် ideal မဟုတ်ပဲပုံမှန် normal အတွက်တုံးမယ်ဆိုရင် not ideal ပေါ့နော် ideal ကဒီပြီး ideal မဟုတ်မပြောင်းချင်ဆိုရင် ideal မဟုတ်ချင်ဆိုတော့ ideal ဆိုတဲ့ column ပြောင်းလဲအဲ့ကျတော့ကျွန်တော်တို့ကအဲ SP မှာ ideal ပြောင်းမယ် PC မှာ no ideal ပေါ့နော် mobile device mobile device မှာဆို ideal ပြောင်းမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာရေးလိုက်မယ် နောက်တစ်ခုခဏပြုတ်ပြီးတော့ item list တကယ်လို့ mobile device မဟုတ်ဘဲနဲ့ media device ရောက်သွားတယ်ဆိုရင်ကျွန်တော် no not item list ပေါ့နော်ဘယ်လိုမျိုးကြည့်လဲဒါက font style font style နဲ့ပတ်သက်ပြီပေါ့နော် empty ဆိုပြီးတော့ media device မှာဆိုရင် not item list ဆိုပြောင်းတယ်အဲ့ဒါကျွန်တော်ကြံကြည့်အောင်အဲ့ဆိုရင်ကျွန်တော်တို့က media device ပေါ့နော် media device မှာဆိုရင် not item list item list မဟုတ် SP ရောက်သွားရင်သူက item list တိုင်းပြောင်းသွားတယ်ပေါ့နော် ဒါကအာ font style နဲ့ပတ်သက်ပြီးပြောပြတာဖြစ်တယ်နောက်တစ်ခုကကြာ font weight ပေါ့နော် font weight မှာလည်းကျွန်တော်ဘိုးကျင်တာအဲ font ရဲ့အထူကဘာပုံမှုတွေပြောသူရဲ့ utility class တွေရှိပေါ့နော် font သင်းရှိတယ် font extra light ဆိုရင်သူက font weight က200ရှိတယ် font light ဆိုရင်သူက font weight 300ရှိပေါ့နော်သူရဲ့အဲ very တုံးပြလို့ရတဲ့ utility class ရှိရယ်ဒါ font plus ဆိုရင်900လောက်ရှိပေါ့နော်ကျွန်တော် font plus တစ်ခုလောက်ကိုစမ်းပြ your blood ပေါ့နော် blood type ဖြစ်တယ်ပေါ့နော် power နဲ့ပတ်သက်ပြီး fountain တွေရှိရဲ့အဲကိုကြိုက်တဲ့ fountain ပုံစံမျိုးနေမြဲ fountain လုပ်ပြီးလို့ရပေါ့နော်အဲဒီဘက်ကတော့ကျွန်တော်ပြောပြထားတဲ့အကြောင်းအရာတော့ fountain နဲ့ပတ်သက်ပြီးပြောပြပေးသွားချင်ပါတယ်နောက်တစ်ပတ်မှဆိုရင်အဲ list type နဲ့ပတ်သက်ပြီးရောပဲဖြစ်ဖြစ်ဒီ dot decoration ပေါ့နော်နောက်ထပ် color နဲ့ပတ်သက်တာ pattern နဲ့ပတ်သက်တာအခြားအကြောင်းအရာတွေနဲ့ပတ်သက်ပြောပြထားဖို့ရှိပါတယ်အဆုံးဒီကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ